ဟယ်လိုမင်္ဂလာပါရှင်။ကျမယခင်နေ့ကဒေါက်တာမာရီယာမွန်တက်ဆူရီရဲ့ပေါ်ထုတ်ထားတဲ့ပညာရေးရဲ့အဓိကအခြေခံမူခုနှစ်ခုကိုကျမဆွေးနွေးခဲ့တယ်။ယခင်နေ့တွေကလည်းအခြေခံမူတွေရှိရယ်အခြေခံမူတွေဆိုပြီးတော့ဟိုနည်းနည်းလေးစိတ်ထဲမှာဟိုရောထွေသွားမှာဆိုလိုပါ။ကျမရှေ့ပိုင်းမှာဆွေးနွေးထားတဲ့အဲမှာဆိုလို့ရှိရင်ဟွန်းဒေါက်တာမာရီယာမွန်တက်ဆူရီရဲ့ တင်နီးရဲ့အဓိကအခြေခံမူ၄ချက်ကိုလည်းဆွေးနွေးခဲ့တယ်အဲ့နောက်တစ်ခါသူ့ရဲ့အပိုင်းကြီး၅ပိုင်းပေါ့နော်ကလေးတွေကိုအသက်အုပ်စုတွေခွဲခြားမထားဘူးအဟံတားမရှိတဲ့တည်ယူမှုတွေလုံဆောင်လို့ရတယ်အဲ့နောက်တစ်ခါသူ့ကလေးတွေကိုဒီကိုဥတီရဲ့ ဒါတည်ယူမှုလုပ်ငန်းတွေဖြစ်ရမယ်စသည်ဖြစ်ပေါ့နော်ကျွန်မအပိုင်းတွေအပိုင်းတွေကိုဆွေးနွေးခဲ့တယ်။ယနေ့မှာဟိုပြီးခဲ့တဲ့နေ့ကလည်းကျွန်မကဒီဒေါက်တာပညာရေးရဲ့အခြေခံမှုခုနှစ်ခုပေါ့နော်အဲ့ဒီခုနှစ်ခုကိုကျွန်မဆွေးနွေးခဲ့တယ်။အဲ့ခုနှစ်ခုမှာဆိုလို့ရှိရင်ကလေးတွေကိုကစားခြင်းနဲ့အဲတဲ့သူတို့ကိုတည်ယူစေရမယ်เออบีโลชิโลชิยินตรุတွေဟိုဘောเนาะအဲ့လိုမျိုးတင်ယူရင်းနဲ့ကလေးတွေဟာသူတို့လွတ်လွတ်လပ်လပ်နဲ့ဘောเนาะဟိုတင်ယူလို့ရအောင်ကြိုတင်ပြင်ဆင်ထားတဲ့တင်မှုဟို လုပ်ငန်းတွေဖြစ်အောင်စီစဉ်ဆောင်ရွက်ရမယ်။စသည်ဖြင့်ကျမခုနှစ်ခုကိုဆွေးနွေးခဲ့တယ်ပေါ့နော်။အဲ့ဒီမှာဆိုလို့ရှိရင်လွတ်လပ်စာသင်ယူခွင့်နေလက်တွေ့လုပ်ငန်းအနေသင်ယူလို့ရအောင်နေနောက်တစ်ခါကလေးကိုကြည့်ရှုလေ့လာခြင်းနည်းတွေသူတို့ကိုလုံချင်တာလုပ်ခွင့်ပေးတာမဟုတ်ဘူးအကန့်အသတ် limit ပေးထားတယ်။အဲ့ limit တည်းရမှာဟာသူတို့ကိုလွတ်လွတ်လပ်လပ်နေသူတို့သင်ယူလို့ရအောင်စီစဉ်ဆောင်ရွက်ရထားပေးရမယ်ပေါ့နော်။စသည်ဖြင့်ပေါ့နော်။နောက်တစ်ခါဟိုတူကလေးတွေကိုပြန်လည်လေးစားမှုတွေချစ်ခင်ရမယ်တန်ဖိုးထားရမယ်လေးစားမှုတွေရှိရမယ်ဆိုတဲ့အဲဒါ ပညာရေးရဲ့အခြေခံမှုခုနှစ်ခုကိုကျွန်မဆွေးနွေးခဲ့ပါတယ်။အဲယနေ့မှလည်းပဲအဲ့ခုနှစ်ခုရဲ့တခုချင်းစည်းလေးတွေကိုကျွန်မဆက်လက်ပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှင်။အဲ့မှာဆိုရင်ကျွန်တော်တို့အဲ့မှာဆိုရင်ကျွန်တော်တို့ပထမဦးဆုံးဟိုဒီကစားခြင်းကနေပြီးတော့တင်ယူမှာ။ ဒီမှာဆိုရင်တို့လူလက်လက်ကစားလို့ရအောင်ကျေဝန်းတဲ့နေရာတွေပေးထားတယ်။အဲ့ကျေဝန်းတဲ့နေရာတွေထဲမှာတို့လွတ်လပ်စွာကစားနေကြတယ်။ဟဲအဲ့လိုနည်းနဲ့ပေါ့နော်တို့တွေကိုယ်တိုင်ဒီလိုမျိုးဒီမှာလဲတို့တွေရဲ့ဒါ physical ဘိုင်းကောတို့ရဲ့ mental ဘိုင်းကောကိုပြင်ပြိုးလာအောင်ပါသူတို့ရဲ့အုံနောက်ကိုမြများဖွင့်ပြပြီးအလုပ်ငန်းတွေမြများပေးရင်းနဲ့မိမိတို့ရရှိသွားစေလို့တဲ့ အကြောင်းအရာလေးတွေအချက်လက်ကလေးတွေရရှိလာ ရရှိသွားစေအောင်စီစဉ်ပေးထားခြင်းမှာကြိုတင်ပြင်ဆင်ထားစီခြင်းအပြင်ဒီလိုသူတို့လှုပ်ဆောင်ခွင့်တွေကိုပေးထားခြင်းလည်းဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ကျမတို့ဒီမှာဆိုရင် prepare ပြင်ဆင်ထားရမယ်။ဘာလို့တင်ယူစေချင်တာတော့မိမိတင်ယူစေချင်တဲ့အကြောင်းအရာလေးတွေကိုသူတို့အတွက်စီစဉ်ထားပေးတယ်။အဲစနစ်တကျစီမှာဆိုရင်သူတို့ရဲ့ video လေးတွေနဲ့ပစ္စည်းလေးတွေကိုလည်းစနစ်တကျတင်ထားပေးတယ်။ အဲဒါကလည်းသူတို့ကိုဒီလိုမျိုးပစ္စည်းတွေကိုစနစ်တကျသိမ်းဆည်းရတယ်ဆိုတဲ့အလေးထားလေးတွေအလေးချက်လေးတွေဖြစ်လာစီစဉ်ထားခြင်းဖြစ်ပါတယ်အဲ့လိုနေတဲ့ဘောတော့မိမိတင်ယူပေးလို့တဲ့အကြောင်းအကြောင်းရရရှိသွားစီလို့တဲ့အချက်လက်တွေကိုဒီလိုမျိုးပေါ့နော်ပတ်ဝန်းကျင်မှာဟိုပဲ prepare environment ဆိုတာအရေးကြီးပါတယ်သူတင်ယူတဲ့သူတင်ယူခွင့်မရဖို့အတွက်စနစ်တကျပြင်ဆင်ထားတဲ့ prepare environment ဖြစ်ရပါမယ်ရှင် ။အဲနောက်တစ်ခုအဲ့ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီမှာလည်းသူဒီသင်ငန်းစာလေးတစ်ခုကိုကလေးကစားရင်းနဲ့သင်ယူလို့ရအောင်စနစ်တကျလေးပေါ့နော်ပြင်ဆင်ထားပေးတာ။အဲ့ဒီမှာရောက်လာတဲ့အခါမှာသူတို့တွေစိတ်ဝင်စားနေဟိုကန်ကြီးဒီကန်ကြီးနဲ့သူတို့ရဲ့အဲစိတ်ထဲမှာစိတ်လှုပ်စိတ်လှုပ်ရှားမှုနော် stimulating ပေးရင်းနဲ့အလုပ် stimulating နေရရှိရင်းနဲ့သူတို့တွေဟာဒီကတင်ယူကစားရင်းနဲ့သူတို့တွေဒီအကြောင်းအရာကိုဆရာကဒါမှမဟုတ်လူကြီးမိဘက ရရှိသွားစေခြင်းနဲ့အကြောင်းအရာတစ်ခုခုရည်ရွယ်ချက်တစ်ခုခုကိုရရှိသွားအောင်ဆောင်ရွက်ထားခြင်းလည်းဖြစ်ပါရဲ့ရှင်။အဲဒီမှာဆိုလို့ရှိရင်စနစ်တကျသူတို့သူတို့တည်ယူလို့ရအောင်ပစ္စည်းလေးတွေကိုစနစ်တကျပေါ့နော်သူဒီစင်လေးတွေနဲ့စီစင်းပြီးတော့ပေးထားခြင်းလည်းဖြစ်ပါရဲ့။ဒါမွန်တက်ဆိုရီရဲ့ဒါသူ့ရဲ့နီလန်းနေနဲ့ပေါ့နော်ဒါစီစင်ထားတဲ့စာသင်ခန်းလေးပါ။ဒီမှာဆိုလဲအဲ့လိုပဲစာသင်ခန်းတွေကတော့ပုံသင်တွေကတော့ဟို မိမိရဲ့ data အခြေအနေပေါ်မှာမူတည်ပြီးတော့ဟိုကွဲပြားတယ်သို့တော်ညာလည်းဒီရဲ့သူ့ရဲ့နီးလန်းနေရတော့အတူတူပါပဲအဲ့လိုနီးနေနေပေါ့နော်ဒီလိုမျိုးစပြင်ဆင်ထားနေကြိုးရင် prepare လုပ်ထားတဲ့ပြင်ဆင်ထားတဲ့အခြေအနေမျိုးလေးတွေနဲ့တင်ယူသူရရှိသွားအောင် စီစဉ်ဆောင်ရွက်ပေးခြင်းလည်းဖြစ်ပါတယ်ရှင်အဲ့မှာကလေးတွေအတွက်တဲ့စနစ်တကျဖွဲ့စည်းထားတဲ့ကလေးတွေဖွံ့ဖြိုးတိုးတက်မှုအတွက်အကောင်းဆုံး ထောက်ကူပြုနိုင်တဲ့ပတ်ဝန်းကျင်လေးကို စီစဉ်ထားရပါတယ်။အသုံးပြုရန်လိုအပ်တဲ့ပစ္စည်းတွေကိုလည်းဟိုစနစ်တကျပေါ့နော်။ဘယ်အနေညာကိုကြိုးကြောင်းဆက်ဆက်မှုရှိရမယ်။စီစဉ်တကျစီစဉ်ထားတယ်။တစ်ခုနဲ့တစ်ခုကအကျိုးကြောင်းဆက်ဆက်မှုရှိစွာစီစဉ်ထားတယ်။သူ့အုပ်စုလေးတွေအုပ်စုလေးတွေလည်းပေါ့နော်။သူတို့ဒါကိုလေ့လာတော့မယ်။စဲကင်တွဲပြီးတော့အသုံးပြုတော့မယ်ဆိုရင်တစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိအောင်စီစဉ်ထားပါတယ်တဲ့။ ဟိုပစ္စည်းကိုတိတ်ဆိုပြီးတော့လိုမျိုးဘီလိုတဲ့ရောက်သွားဒီစင်လေးတဲ့ကို ရောက်သွားရောအဲ့လိုမျိုးလေးမဟုတ်ဘူးစပြီးတော့စီစဉ်ကလေးရကိုပဲပစ္စည်းတွေကိုဘယ်ရနေညာကိုစီစဉ်နေအဲ့စီစဉ်နေဟာတစ်ခုနဲ့တစ်ခုကြိုးချောင်းဆက်ဆက်နေအောင်အစီစဉ်တကြဆောင်ရွက်ထားပါတယ်တဲ့ဒီလိုပစ္စည်းတွေကိုစနစ်တကျဖွဲ့စည်းထားပေးတဲ့နေရာတွေဟာလည်းတဲ့ကလေးတွေအတွက်လိုအပ်တဲ့ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်လေဖြစ်လာဖို့အတွက် အထူးစီစဉ်ထားတဲ့နေရာတွေလည်းဖြစ်ပါတယ်တဲ့ကလေးတွေဖွံ့ဖြိုးမှုတွေရရှိလာအောင်တဲ့အထူးစီစဉ်ထားတဲ့နေရာတွေဖြစ်ရမယ်ဒါကြောင့်ကလေးကိုဥတီထားတဲ့ဟိုလှုပ်ရှားမှုတွေဖြစ်စေရမယ်ဆိုတာလေးကိုလည်းဒေါက်တာမာရီယာမွန်တက်ဆူရီကနေပြီးတော့ဒါလေ့လာပြီးတော့စီစဉ်ထားခြင်းလည်းဖြစ်ပါတယ်ဥပမာပေါ့နော်ဘာသာစကားတွေအတွက်ဆိုရင်ဘာသာစကားနဲ့ဆိုင်တဲ့အကြောင်းအရာလေးတွေကိုအဆက်ဆက်ရှိအောင်ထားရှိထားတယ် အဲအဲ့လိုမဟုတ်အမှုပညာဆိုရင်လည်းအမှုပညာနဲ့ဆက်ဆက်တဲ့ပစ္စည်းလေးတွေကိုအစီအစဉ်တကြားစနစ်တကြားထားရှိထားတယ်။အဲဒါမှမဟုတ်ရင်တင်ချာတို့မဟုတ်အခြားတည်ယူမှပါဝင်တဲ့ဘာသာရက်တွေအတွက်ဆိုလို့ရှိရင်လည်းယာထားထားတယ်ဆိုရင်လည်းသူ့အုပ်စုလေးနဲ့သူအဲ့လိုမျိုးစနစ်တကြပေါ့နော်စီစဉ်ထားရှိတယ်တဲ့။ဟိုရောထွေးပြီးတော့ရှုပ်ထွေးပြီးတော့နေအောင်မထားဘူး။ တခုနဲ့တခုကိုကြိုးចောင်းဆက်ဆက်စီလျောနေအောင်အစီအစဉ်တကြားစီစဉ်ပေးထားခြင်းဟာဒေါက်တာမာရီယာမွန်တက်ဆရီမတ်တက်ရဲ့အဓိကလည်းကြားတဲ့အလေးနဲ့လည်းထားတယ်အားလုံးကိုစနစ်တကျစီစဉ်ထားပေးတယ်ဆိုတာလေးကိုကျမအနေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်အဲ့ဒီပစ္စည်းတွေကိုတင်ဖို့အတွက်စီစဉ်လေးတွေကိုလည်းစီစဉ်ထားတယ်အဲစင်လေးတွေနဲ့ပေါ့နော်စတင်တကြတင်လို့ရအောင်စင်လေးတွေစီစဉ်ပေးထားတယ် ကလေးတွေအတွက်ကိုလေသူတို့အရွယ်နဲ့ကိုက်ညီတဲ့အရွယ်လိုက်ကိုက်ညီတဲ့သူတို့အသက်အပိုင်းစားအုပ်စုတွေရှိရဟုတ်အဲ၃နှစ်အတွင်းအတုပ်စု၃နှစ်ကနေ၆နှစ်အတွင်းအတုပ်စု၆နှစ်ကနေ၁၂နှစ်အတွင်းအတုပ်စုစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးအုပ်စုလေးတွေရှိအောင်အဲ့လိုမျိုးအရွယ်နဲ့ကိုက်ညီတဲ့တက်တောက်တက်တာအသုံးပြုလို့ရတယ်ပြိဘောကလေးတွေကိုလည်းစီစဉ်ထားရှိပေးတယ်အခန်းထဲမှာဆိုရင်ねကလေးတွေအတွက်စိတ်ဝင်စားစရာကောင်းပြီးတော့ စိတ်ကြိုက်ရွေးချယ်လောက်ကိုင်းနိုင်တဲ့ကစားလို့ရတဲ့နေရာတွေအများကြီးရှိတယ်။ဒီမှာဆိုလို့ရှိရင်အကျယ်ကြီးပဲသူတို့လွတ်လွတ်လပ်သွားလာလှုပ်ရှားဆောင်ရွက်လို့ရအောင် စီစဉ်ပေးထားတဲ့နေရာတွေအများကြီးထားထားတဲ့ဒါကိုပြင်ဆင်ထားတယ်တကယ်ကို prepare environment ဖြစ်အောင်စီစဉ်ထားပါတယ်။လုံဆောင်ထားရမှာပါကြိုတင်ပြင်ဆင်ထားရမှာပါတဲ့။ဒီမှာဆိုရင်ဆရာအတွက်ထိုင်ကုန်ကတစ်ခုပါထိုင်ကုန်တစ်ခုပဲ။ ရှိတယ်။ကျန်တဲ့ဇပွဲနဲ့ဆရာအသုံးဆောင်ပစ္စည်းတွေဒီကလေးတွေရဲ့ဒီသူတို့ဒါလှုပ်ရှားသွားလာကစားဖို့ပေါ့နော်လွရလက်လေးလာတည်ယူရမယ့်နေရာမှာထားမထားဘူးရှုံမနေဘူးပေါ့နော်ရှင်းနေအောင် ထားထားတယ်တဲ့သူတို့တွေလွတ်လပ်စွာသွားလာလှုပ်ရှားပြီးတော့နေလို့ဟိုတည်ယူလို့ရအောင်စီစဉ်ထားတယ်ဆရာအတွက်ထိုင်ကုန်တစ်ခုအလွယ်ပြီးတော့ဇပွဲနဲ့အခြားသုံးဆောင်ပစ္စည်းတွေထားမထားဘူးတဲ့ဒီလိုမျိုးတွေနဲ့ပေါ့နော် မွန်တက်ဆိုရီအပရိုးချ်မှာစနစ်တကျစီစဉ်တားရှိရဲဆိုတာကိုဆွေးနွေးပေးခြင်းဖြစ်ပါလိမ့်ရှင်။ဒီမှာဆိုရင်မွန်တက်ဆိုရီရဲ့ classroom မှာဒီမှာလည်းအလိုပါပဲသူတို့ကလေးတွေထိုင်ဖို့အတွက်ခုံလေးတွေကို စနစ်တကျထားထားတာပါဒီလိုမျိုးလေးကြည်ကြည်ဝုန်းဝုန်းလေးနဲ့ပေါ့လို့သွာလာလှုပ်ရှားကစားရင်းနဲ့ဟိုတို့ရဲ့လွတ်လပ်စွာတင်ယူလို့ရအောင်ကြည်ကြည်ဝုန်းနဲ့နောက်တော့အထီးကြိုက်လဲဟိုမရှိနဲနိုင်သမျှနဲအောင်မရှိအောင်ပေါ့စီစဉ်ဆောင်ရွက်ထားတာပါဒါမွန်တက်ဆူရီရဲ့စာသင်ခန်းနေပါရှင်အဲဒီမှာလဲအလိုပဲသူတို့ကိုယ်တိုင်ကြဲကြဲဝန်းနဲ့မိမိစိတ်ဝင်စားတာလေးတွေကိုမိမိ လေးလာတည်ယူနေခြင်းဖြစ်တယ်။အဲသူတို့ဆောင်ရွက်လိုတာလေးတွေကိုလွတ်လပ်စွာဆောင်ရွက်ခွင့်ရှိတယ်။အဲ့လိုဆောင်ရွက်ပြီးလို့ရှိရင်လည်းမိမိကိုင်တွယ်သုံးပြုတဲ့ပစ္စည်းလေးတွေကိုသူ့နေရာတကျပြန်လဲစနစ်တကျထပ်ထအောင်လေလေ့ကျင့်ပြောထောင်ပေးထားပါရဲ့တဲ့။ဒါကလည်းမွန်တက်ဆူရီရဲ့ classroom နေပါရှင်။အဲအဲ့လိုနည်းတွေနဲ့ပေါ့နော်စနစ်တကျဟာစီစဉ်ဆောင်ရွက်ထားတဲ့မွန်တက်ဆူရီရဲ့အကြီးကဟိုပညာရေးရဲ့အခြေခံမူခုနှစ်ချက်ကိုခုနှစ်ချက်ထဲရမှာ ကျမကနေဆွေးနွေးခဲ့တာကကြတော့အဲကစားရင်းနဲ့သူတို့ရေတည်ယူခွင့်ပေးတာရဲ့နောက်တစ်ခါပြင်ဆင်ထားတဲ့ဒီပြင်ဆင်စနစ်တကျပြေကြိုးရင်းပြင်ဆင်ထားတဲ့နေရာတွေဖြစ်ရမယ်ဆိုတဲ့အကြောင်းလေးကိုကျမယနေ့ဆွေးနွေးပေးသွားပါပါကျန်တဲ့အခြေခံမူတွေကိုတော့ကျမနောက်နေ့တွေမှာဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်